မင်္ဂလာပါတချက်တီနာဖြစ်ပါတယ်တချက်တီနေ့တင်မှာ grade 12 math ရဲ့ subject 2 exercise 2.1ရဲ့နောက်ဆုံးတစ်ပုဒ်ဖြစ်တဲ့ number 7လေးကိုတွေ့မှာဖြစ်ပါတယ်အဲ့တော့တချက်ဗီဒီယိုလေးကိုအခုမှစကြည့်ဖူးတဲ့ကလေးတွေအတွက်မိတ်ဆက်ပေးချင်ပါတယ်တိပိတာကလေးတွေကတော့တိခတ်မိနာထောင်ပေးပါเนาะအခုမှကြည့်မဲ့ကလေးတွေကမကြည့်တတ်မှဆိုလို့တချက်ပြောပြပေးပါမယ်တချက်က grade 10ရဲ့11ရဲ့12ရဲ့ကိုပညာဒါနသင်ပေးနေတာဖြစ်ပါတယ်နောက်ပိုင်းမှာလည်း math နဲ့ပတ်သက်တဲ့ ပုတ်စာတွေကိုချက်အဲတချို့တဒန်းအတန်းတဒန်းတဒန်းစပြီးသွားတိုင်းဒီချက်ဆက်ပြီးဆက်ဆက်တင်သွားပြီးမှဖြစ်တဲ့အတွက် subscribe လေးလုပ်ထားပြီးတော့မှတင်ချကိုဆက်လေ့လာခြင်းနဲ့ကလေးတွေကဆက်လေ့လာနိုင်ပါတယ်အဲ့တော့10ကလေးပဲဖြစ်ဖြစ်11ကလေးပဲဖြစ်ဖြစ်12ကလေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့နီးစပ်ရာမှာရှင်းရလဲ share ပေးနိုင်ပါတယ်အဲ့တော့10အဲ့ဒီကလေးတွေကလေ့လာခြင်းနဲ့ဆိုရင်ဒီချက်ရဲ့ playlist channel playlist ထဲကိုဝင် playlist ရဲ့အောက်ထဲမှာကိုကြည့်ခြင်းနဲ့ chapter ရဲ့ကိုကြည့်ခြင်းနဲ့အတန်းရဲ့ကို playlist ထဲဝင်လိုက်ရင် video ဒီလို လေးတွေရှိမှဖြစ်တဲ့အတွက်အပေါ်လေးကိုဆွဲသွားပြီးတော့ကိုကြည့်ချင်တဲ့ chapter ဒီကဘာလေးတွေပေါ်မှာကြည့်ပြီးရွေးချယ်ကြည့်နိုင်တယ်အဲ့ဒီဟာကိုနှိပ်လိုက်တာနဲ့ part 1 2 3 4နဲ့ဗီဒီယိုတွေအပြည့်အစုံရှိမှဖြစ်တယ်အဲ့တော့တစ်ခုစီကိုအစင်လိုက်လေ့လာသွားလို့ရပါတယ်ကိုအိမ်ရနေကိုအစင်ပြပြအဲတင်ချဘာသာရက်နဲ့ခက်ခဲနေတဲ့ကလေးတွေအတွက်အစင်ပြပြကြည့်ရှုနိုင်ပါတယ်နော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်အခုတစ်ချက်ကဒါ grade 12ရဲ့ chapter 7လေးပေါ့နော် အဲ့တော့ကိုနဲ့နှီးဆက်ရမှာပေါ့နော်အခုကြည့်ဘူးတဲ့ကလေးတဲ့လူကြီးပဲဖြစ်ဖြစ်ပေါ့ကြည်လိုက်လို့ဒီဗီဒီယိုလေးတွေ့တယ်ဆိုရင်ကိုရဲ့အိမ်မှာကိုမိသားစုကိုအနီးနားမှာ grade 10 11 12အတွက်သင်ချာခက်ခဲနေတဲ့ကလေးတွေရှိရင်ဒီချက် channel ကို share ပေးနိုင်ပါတယ်နော်ဒီအဲ့ဒါဆိုရင်ကျွန်တော်7လေးကိုကြည့်ရအောင် seven လေးမှာက proof that မေခွန်းကြည့်မယ်နော် proof that အဲ့တော့ဒီမှာတစ်ချက်တခုပြောချင်တာက တင်ချအားနည်းတဲ့ဆိုရင်များများခြားတွက်ဖို့လို့တလို့အခုဒီ chapter 2လို့နော် grade 12ရဲ့ chapter 2တို့ chapter 5တို့ကကလေးတို့များများခြားတွက်နိုင်မှမိခိုးများများကိုကြည်နိုင်မှသဘောတရားလေးတွေကိုကြည်ညက်လာမှာဖြစ်ပါတယ်အဲ့တော့ခဏခဏခြားတွက်ပါနော် မိခွန်းကြည့်မယ် proof that တက်တည်ပြပါတဲ့သူရဲ့ statement ကဒါလေးပေါ့နော်ဒါလေးရပါလဲဆိုတော့ x power 2n minus y power 2n is divisible by x plus y divisible စာရွေးပြတ်တော့ပေါ့နော်ဒါဆိုရင်ဒီချက်ရဲ့ d term 4လေးကိုတဲ့နော် x plus y နဲ့ဘာဖြစ်ကြောင်းစားလို့ပြတ်ကြောင်းကိုတဲ့ mathematical indention ကိုသုံးပြီးတွက်ပေးပါ n ကန့်သက်ချက်သည့် natural number ဖြစ်တဲ့အတွက်ဒီချက်တို့ဒီ 4n ဘလောက်ကနေစားလို့ရမလဲ1ကနေစားလို့ရမယ်နော်အဲ့ဆိုထုံးစံအတိုင်းဆို let bn denote ထားတာကိုဒီချက်ကူးလိုက်ပြီးကူးပြီးရင်ဘယ်သူမှန်ကြောင်းပြမှာလဲ1ကနေစားမှာဖြစ်တဲ့အတွက်4နော် ပေါ်ပါနေစမယ် n equal to 1မှန်ကြောင်းပြမယ်ဒါဆိုရင်ဒီစလို n က1မှန်ကြောင်းပြဆိုတော့သူရဲ့ပုံစံဖြစ်တဲ့ x power 2 n မှာ n နေရာမှာ1ထဲမှာဖြစ်လို့ x power 2 into 1 minus y power 2 into 1ဒါဆိုသူအရှင်းရင်2 into 1ဆိုတော့ x square နဲ့ y square မရဘူးလား နော် x2 y2 ဒါဆိုရင်ရှိကိန်းနှစ်ထပ်အနှုန်နောက်ကိန်းနှစ်ထပ်ဖြစ်တဲ့အတွက်အပေါင်းတစ်ခွင်းနှုတ်တစ်ခွင်း x y x y ဒါဆိုရင် x y နဲ့ x y မြောက်ထိုင်းရင် x y နဲ့စားလို့ပြက်လားမပြက်လားပြက်တယ်ရှေးမှာတချို့ပြောခဲ့ပြီးပြီ2နဲ့စားပြက်ချောင်းပြခြင်းရင်တချို့က2နဲ့ကြိုက်တဲ့ဂိမ်းနဲ့လာမြောက်ပေါ့2 into 3ဖြစ်ဖြစ်2 into 4ဖြစ်ဖြစ်2 into 9ဖြစ်ဖြစ်ဒါဆိုရင်ဘာနဲ့ပဲမြောက်ထားမြောက်ထားဒီမှာ2နဲ့စားရင်ဘာဖြစ်သွားလဲပြက်သွားတာလေ တဘောပေါက်ပြီလားနောက်ဆိုဒီမှာ x + y နဲ့မြောက်ထားတာဒီနောက်ကဘာကြီးပဲဖြစ်နေဖြစ်နေ x + y နဲ့စလို့ပြတ်တယ်ဒါဆိုရင်သူ့ which is divisible by x + y လို့ရေးလို့လည်းရသလိုဒီအဖြေသည်လို့အတိုင်းရေးလို့ရတယ်เนาะအဲ့တော့အနောက်မှာ comma နဲ့ဆက်ရေးလိုက် which is ၎င်းဒီလို့ပြောเนาะ which is divisible by ဘယ်လောက်လဲ x + y အဲ့တော့ x + y နဲ့ဘာဖြစ်သွားပြီစာလို့ပြတ်သွားပြီဒါဆိုဒီချက်လို့ p1 မှန်သွားပြီပေါ့ not therefore p1 is true p1 မှန်ရင် assume လုပ်မယ် assume that not assume that ဘာဖြစ်မလဲ k မှန်ကြောင်းပြဆိုတော့ pk is true ပေါ့ not are you true အဲ့တော့ pk true ဆိုတာ that is လကောင်းသည်ဆိုတော့ကျတော့အဲ့နေရာမှာဗာသွားထည့်ပြမလဲ k ထည့်ပြမှာမို့လို့ x power 2k minus y power 2k is divisible by ဘာနဲ့ပြတ်ကြအောင် x plus y နဲ့ပြတ်တယ်လို့ယူဆလိုက်ပြီဒါဆိုရင်အခုတိချက်အစယုံလောက်ထားတာဒီဘာလို့ဖို့လို့ပြောထားလဲပြန်သုံးပါခဏနေ proof တက်လို့ရင်ဒါလေးပါအောင်တွက်လိုက် ဒါလေးပါခဲ့ရင်ဒီလိုပါဖြစ်ပြီးသားလဲ x plus y နဲ့ပြတ်ပြီးသားဖြစ်သွားမှာအဲ့တော့ x power 2k minus y power 2k ပါအောင်ထွက်နားလည်မလားအဲ့ဆိုတော့ပါဖြစ်မလဲ we will show that ပေါ့နော် pk plus 1မှန်တယ်လို့တက်တည်ပြမယ်အဲ့တော့ we will show that နော်ပါမှန်ကြောင်းပြမယ် pk plus 1 is true เราพิเคพลัสวันมาจังพยามเสอ to prove นั่นตัดพยามพิเดสรอมลูพิจตอนี้ to prove มลูพิจตอนี้เลยสรอคุณน่าจะเชื่อ x พ power 2 n สนรอ2 n สรอ n ยามาบาพิจตอนี้ k plus 1บอกนะอัสรอ x power 2 into k plus 1 minus y power 2 into k plus 1มลูพิจตอนี้นะ So like your man, x power, one, two one, one power 2 into k plus 1 minus y power 2 into k plus 1 is perfectly divisible by BLE. Sorry, no? Divisible by, what do you X plus Y. နော် x plus y နဲ့စားလို့ပြတ်ကြောင်းပြမယ်ဆိုတော့ proof အဲ့ proof ဆိုရင်ဘာလုံးမှာလဲတချို့ဘယ်ဟာလေးကိုအရင်ကူမှာလဲဒါလေးကိုကူမှာနော်ဒါလေးကိုကူပြီးရင်တချို့ x plus y နဲ့ပြတ်ကြောင်းပြမယ်အဲ့တော့အဲ့ဒါလေးကူမယ်လို့ပြောတဲ့အတွက်နော်အခုတချို့အနီနဲ့ဝိုင်းလိုက်တဲ့ဒါလေးပေါ့နော်ဒါလေးကိုကူမှာအဲ့တော့ပြန်ကူမယ်ဆိုတော့ဘယ်လိုဖြစ်သွားမလဲ x power 2 into k plus 1 minus y power 2 into k plus 1တို့ရှင်းမယ်ဆိုတော့ဘာတွေ့လဲကလေးတို့ဘာလုပ်လို့ရမယ်လို့တွေ့လဲဒီ2လေးကိုဝင်မြောက်မယ်ပေါ့เนาะအဲ့ဒါ2လေးကိုဝင်မြောက်တော့ x power 2k plus 2 minus y နောက်က2လေးကိုလည်းဝင်မြောက်မယ်ဆိုတော့ 2k plus ဒါဆိုရင်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲတချို့ကတွက်ပြီးဟေးဆိုရင်ဘာလုံးမှာလဲတင်ချာရဲ့လှုပ်ထုံလုံးနီလေးတွေကိုတွေးတာနဲ့ရှင်းသွားမယ်ဆိုတော့အခုပါဝါမှာမလှုပ်ထားတာတွေ့လဲပေါင်းထားတယ်เนาะဒူးခေနဲ့ဒူးနဲ့ကိုပေါင်းထားတာအဲ့တော့ပါဝါပေါင်းထားတယ်ဆိုတော့အခြေတူတာဘာလုပ်ထားလို့လဲမြောက်ထားလို့ဒါဆိုတချို့ခွဲရေးမှာဆိုတော့ x power 2k ရဲ့နော် x power 2k ရဲ့ x power 2ရဲ့ကိုခွဲရေးနော်ဆိုတော့ x power 2k နဲ့ x power 2နဲ့မြောက်ထားလို့ပေါင်းထားတာ minus နောက်ကိုလည်းခွဲရေး y power 2k နဲ့ y power 2နဲ့ကိုမြောက်ထားတာကဲဟုတ်ပြီဒီအစင်းရပြီဆိုရင်ဒီချက်တို့လိုချင်တဲ့အဖြေကိုကြည့်ရအောင်နော် to proof မှာဒီချက်တို့ကအခု assume ကိုယူသုံးမှာမဟုတ်လားအဲ့တော့ assume မှာဒီမှာဒီချက်တားပြထားတာဒီဘာဖြစ်လဲ2 power sorry x power 2k minus y power 2k ပါခဲ့ရှင်းလို့ရမယ်လေနားလည်သလား နော်ဒီမှာတစ်ချက်ခဲပြက်လေးနဲ့ပြမယ်ဒီဟာလေးနော် x power 2k minus y power 2k လေးရအောင်တွက်မယ်အဲ့ဆိုအဲ့ဒီ x power 2k minus y power 2k ရအောင်ချက်တော့ဘာလုပ်ရင်ရမလဲပေါ့နော်ဘာလေးရချင်တာ x power 2k minus y power 2k ရကြတယ်အဲ့ဒါဆိုရင်အခုဒီမှာတကယ်လို့ရှိမှာ x power 2k ရှိတယ်မလား x power 2k ရှိတယ် ို့နေတာဘာတူလဲ x2 ပို့နေတာရှေ့မှာတင်ခဲ့သလိုပဲဒီချက်တို့ဒီ x2 လေးကိုဘာလုပ်မှာလဲပုံထုတ်ချက်တာပုံထုတ်ချက်ဘာပါလာရမလဲဒါရှိပြီးသားဒီချက်ပြန်ကူလိုက်မယ်เนาะ x power 2k into x2 x2 ကိုထုတ်ချက်တူတာထဲမှာဆိုတော့ x2 ပါခဲ့ရင်ပုံထုတ်လိုက်ရင်ဒီချက်တို့ရသွားမှာမလားအဲ့တော့ပုံထုတ်ရင်နောက်ကဂိမ်းမှာကဘာကြံကြံတာလဲ minus y power 2k ကြံကြံတာမလားအဲ့ဆိုတော့ဒီလိုဖြစ်သွားမယ် y power 2k ဒါအခုတစ်ချက်ဒီဟာထဲတာနော်ကာလာချိန်ပြီးဝိုင်းပြီးမယ်နော်အဲ့တော့အခုတစ်ချက်ကဒါကကိုပါကိုထဲချက်တာဒါထဲလိုက်ရင်ဒီချက်တို့ဒီရှိနှစ်ခုမှာ x2 2တာဖြစ်တဲ့အတွက်တူနေတဲ့ x2 လေးကိုပုံထုတ်လိုက်ရင် x power 2k minus y power 2k မရဘူးလားရတယ်အဲ့ဒါဆိုအခုတစ်ချက်အပြာနဲ့ဝိုင်းထားတာကကိုဖောက်ကိုပြင်ထားတာဖြစ်တဲ့အတွက်သူ့ပြန်ကြည့်ခြင်းဘာပြန်လုပ်ပြရမလဲ တူရာနဲ့ပြန်ပေါင်းပြီးဆိုတော့ plus x square into y power 2k သဘောပေါက်ပြီလားအဲ့တော့ဒါလေးကဒီချက်လို့ပြန်လိုက်တဲ့ဟာအဲ့ဆိုတော့နောက်မှသူကြံနေသေးတဲ့ဟာလေးပြန်ကူးပေါ့ဆိုတော့ကြံနေတာကဘာလဲ minus y power 2k into y square ရမယ်နော်ကဲအဲ့ဒါဆိုရင်ဒီချက်တို့အခုနကပြောလိုက်တဲ့ရှေ့တတွဲတဲကနေ x2 တူတာဖြစ်တဲ့အတွက်ပုံထုတ်မယ် x ဘွဲထုတ်လိုက်ရင်ရှေ့ကိန်းက x power 2k ကျမ်းမယ်။နောက်ကဘာကျမ်းလဲ y power 2k ကျမ်းမယ်။နော်အဲ့ဆိုရှေ့တရွဲပြီးသွားပြီ။အဲ့တော့အနောက်တရွဲမှာဘာတူလဲ။နောက်တရွဲမှာဘာတူလဲဆိုတာကြီးတစ်ချက် color ချိန်ပြီး y ပေးမယ်။ဆိုတော့အနောက်တရွဲမှာက y power 2k y power 2k တူတယ်။အဲ့ဒီတူနေတဲ့ဟာကိုဘုံထုတ်မယ်ဆိုတော့ plus y ပါဝါ 2k ထောက်ဒါဆိုရှေ့မှာကပါချံ x စကွဲချံနောက်မှာကပါချံ minus y စကွဲချံအဲ့ဒီရပြီလားရပြီနော်ရပြီဆိုတစ်ချက်ဒီဘက် b လေးမှာပဲဆက်တွက်ပေးမယ်ဒါလေးမြင်နေရအောင်လို့နော်အဲ့တော့ဒီဘက် B လေးမှာဆက်တွက်မယ်ဆိုတော့ color change ပြီးရေးပေးမယ် equal to ပေါ့เนาะအဲ့ဒါလေးပြန်ကူးမယ်ဆိုတော့အဲ equal to နဲ့ ရှင်းတော့ပြန်ကူးပေးမယ်ကလေးတို့ကပြန်မကူးနဲ့တော့เนาะဒီချက်ဒီမှာရှင်းရှင်းလေးပြန်ပြန်ကူးပေးမယ် x ဘွဲရဲ့ x power 2k minus y power 2k ရဲ့ပြီးရင် plus y power 2k ထုတ်ထားရင် x ဘွဲ minus y ဘွဲဒါကဒီစလိုရလိုက်တဲ့အဖြစ်အဲ့ဒါဆိုရင်အခုဘာပြချင်တာလဲ divisible by x plus 1မဟုတ်လားဒါဆိုရင်အခုတီချာတို့မှာက ဒါလေးဒီ assume လုပ်ထားပြီးသားဆိုတော့စားလို့ပြတ်ပြီးသားပြန်ပြပေးမယ်နော်ဒီမှာ assume လုပ်ပြီးသားအဲ့တော့ x power 2k minus y power 2k ဒီ x plus y နဲ့ပြတ်ပြီးသားပြီးရင်အခုနောက်မှရတဲ့ x square minus y square ဆိုတာလည်း x plus y တခွင် x minus y တခွင်ဖြစ်တဲ့အတွက် x plus y နဲ့ပြတ်ပြီးသားအဲ့တော့အဲ့ဒါလေးကိုဒီလိုပြတ်တယ်ဆိုတော့အကြောင်းမလုပ်ပြီးမယ်စာရေးပေးမယ်အဲ့တော့ဘယ်လိုရေးမလဲ sinks ပေါ့နော် sinks x y, 2k minus y power 2k ha, is divisible by x plus y ne eh? pya pi n pi lo no now ka a square minus y square ha lebe, is divisible by x plus y ဒါဆိုရင်တချို့လိုပေါင်းထားတဲ့ဒီတဒွဲလုံးဒီလည်းပဲဗာနဲ့စာလို့ပြတ်မလဲ x + y နဲ့စာလို့ပြတ်မယ်လို့ရေးပေးအောင်ဆုံးပါเนาะအဲ့ဒါတော့ဘယ်လိုဖြစ်သွားမလဲတချို့နောက်တစ်မျက်နှာမှာတချို့ဆက်ရေးပေးမယ်เนาะဒါဆိုအခုတချို့ရလာတဲ့ဟာလေးပေါ့เนาะရလာတဲ့ဟာလေးပါလေ x ² ထုတ်ထားတယ်เนาะပြီးရင် x power 2k - y power 2k ပြီးရင် plus ပါထုတ်တာလဲ y power 2k ထုတ်ရင် x square minus y square ဆိုတာဟာ a is to level divisible by x plus y နော်အဲ့ဒါဆိုအားလုံးဒီ x plus y နဲ့စာလို့ပြတ်သွားတာဖြစ်တဲ့အတွက်တချို့စရှင်းခဲ့တဲ့အဖြေပေါ့နော်စရှင်းခဲ့တဲ့အဖြေကဘာတူလဲ proof ရဲ့နောက်ကဟာ x power 2 into k plus 1 minus y power 2 into k plus 1ဟာလည်းပဲဘာဖြစ်သွားပြီစာလို့ပြတ်သွားပြီလို့ရေးမှာเนาะအဲဆိုတော့ therefore x power 2 into k plus 1 minus y power 2 into k plus 1ဒီလည်းပဲ is divisible by x plus y ဒါဆိုရင်ဒီလို p k plus 1မှန်သွားပြီเนาะ p k plus 1 is true ဒါဆိုရင် by principle of mathematical intention ဆိုပြီးတော့အဖြေထုတ်ပြီးလိုက်ပေါ့เนาะအဲ့ဒါဆိုရသွားပြီနောက်လေလား ဒါဟုတ်ပြီနော်အဲ့မှာ device ball တွေကစရေးဖို့မပြင်းနဲ့နော်သုံးလေးချောင်းတော့ရေးပေးလိုက်အပြည့်အစုံရေးပေးလိုက်ရင်ဒီချိုတို့အတွက်အမှတ် short ဖို့ဟာအမှတ်မရတော့ဘူးပေါ့ကွယ်သူတို့ short မယ်ဆိုရင်လည်းကိုကစိတ်ဖြစ်တယ်ကိုဘက်ကပြည့်စုံတယ်ဆိုရင် solid ဖြစ်သွားမှာပေါ့နော်အမှတ်ကမရတော့ဘူးပေါ့အဲ့တော့အပြည့်အစုံရေးပေးနော်နားလည်မလားကဲဟုတ်ပြီအဲ့ဒါဆိုရင်တစ်ချက် နောက်ဗီဒီယိုတွေဒါကတော့ chapter 2ကပြီးသွားပြီပေါ့နော် chapter 2ပြီးသွားပြီနောက်မှာ3 4တွေကလည်း set တင်ထားပြီးပြီ exercise တွေကတော့နောက်ပိုင်းမှာ set တင်ပေးနေတာဖြစ်တဲ့အတွက်ဒီ channel နောက်ဗီဒီယိုလေးကိုဆက်ဆောင်ကြည့်ပြီးအားလုံးမင်္ဂလာပါ